်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နောက်ကျောင်းနေစင်ကူမှာအသက်မပြည့်သေးတဲ့ကလေးငယ်17ဦးပါဝင်ပြည်သူ38ဦးသေဆုံးစေခဲ့တဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနိုင်ငံတကာကအရေးယူဖို့ NUG တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ နောင်ချိုနဲ့စင်ကူမှာအသက်မပြေသေးတဲ့ကလီငင်စက်တအုပ်ပါဝင်ပြည်သူ38ဦးသေဆုံးစေခဲ့တဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနိုင်ငံတကာကအရေးယူဖို့အမျိုးသားညီညွတ်ရေးဆိုရ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကတိုက်တွန်းလိုက်ပါတယ်မြန်မာနိုင်ငံမှာအကြမ်းဖက်ဆဲအုပ်စုကိုနိုင်ငံတကာကလူခွင့်ရေးရန်နရာတွေနဲ့နိုင်ငံတကာတရားစီရင်မှုအန်နီယာတွေမှာအမြန်ဆုံးထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့လူခွင့်ရေးနဲ့ကလေးတငယ်ဆိုင်ရာခွင့်ရေးတွေကိုဂျိုးပန်းလှုပ်ဆောင်နေတဲ့နိုင်ငံတွေကို NUG ကတိုက်တွန်းပါတယ်မလ16ရက်နေ့ညနေ9:30မိနစ်အချိန်ရှမ်းပြည်နယ် ယ်မြောက်ပိုင်းနောင်ချုံမြို့စင်ရဲတနာပရိယတိစာတင်တိုက်ကိုအကြံဖက်ဆဲအုပ်စုကလေကြောင်းတိုက်ခိုက်မှုပြင်လုပ်ခဲ့ရာတန်ကားတော့နှစ်ပါအသက်၁၈နှစ်အောက်ကိုရင်၅ပါ အရတားပြည်သူအမျိုးသားတအုံနဲ့အမျိုးသမီးနှံဦးစုစုပေါင်းပြည်သူဆယ်ဦးအသက်ဆုံးရှုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူများပြားရှိခဲ့ကြောင်းအလားတူမန္တလေးဆလီရဲ့ညနေပိုင်းမှာလည်းအကြံဘတ်ဆယ်ဦးစုအနေနဲ့မန္တလေးတိုင်းဆင်ကူမြို့နယ်လက်ပံလာကျင်းရွာရဲ့စည်းကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အသက်လေးလသားကလေးငယ်တအုံပါဝင်ကလေးတငယ်စုစုပေါင်း6ဦးနဲ့စုစုပေါင်းအရတားပြည်သူ20တအုံအသက်ဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်အကြံဘတ်ဆယ်ဦးစုကအများပြည်သူသွာလာနေထိုင်တဲ့စည်းနဲ့တာသနီကစာအုပ်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းမှတိုက်ခိုက်ခဲ့တဲ့အဲ့ ိလုံရက်ကိုအပြင်းအထန်ရှုံချကြောင်းအဂျန်ဘတ်ဆဲအိုစုအနေနဲ့အများပြည်သူနေထိုင်ရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းကိုမဟာဗျူဟာတင်ရက်နေနဲ့ကြေကြေပြန်ပြန်ကျင့်သုံးနေပြီးအဲဒီလိုတိုက်ခိုက်ခြင်းကြောင့်ကလေးသငယ်များပါဝင်အရက်သားပြည်သူတွေရဲ့အသက်ဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေခဲ့ကြောင်းသိရပါတယ်။အန်ယူဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက2023ခုနှစ်မှာ2025မတ်လ16ရက်နေ့အထိမှတ်တမ်းတင်ထားတဲ့အချက်လက်တွင်ရာအဂျန်ဘတ်ဆဲအိုစုကအရက်သားပြည်သူနေထိုင်ရာဆိုင်ရာနေရာတွေကိုလေကြောင်းတိုက်ခိုက်မှု2190ပြုလုပ်ခဲ့ပြီ င်းအဲ့လိုတိုက်ခိုက်မှုတွေကြောင့်ကလင်းငယ်ပေါင်း329ဦးအသက်ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။ အကြံပတ်စင်အောင်စုရဲ့အများပြည်သူဆိုင်ရာနေရာတွေကိုတိုက်ခတ်မှုနဲ့ကလေးတငယ်တွေပေါ်ထိခိုက်တည်ကြည်စေမှုတွေကနိုင်ငံတကာလူသားချင်းစာနာမှုကတားမြစ်ထားတဲ့အချက်များကိုပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းဖြစ်ကြောင်းအထူးသဖြင့်လက်နက်ကိုင်ပဋိပက္ခတွေအတွင်ကလေးတငယ်တွေကိုကာကွယ်ပေးရမယ့်အချက်တွေကိုကျူးလွန်ဖောက်ပြက်ပြီးကလေးငယ်တွေပေါ်ကြီးမားတဲ့ကျူးလွန်မှုခြောက်မျိုးမှာအပါအဝင်ဖြစ်တဲ့ကလေးတငယ်တွေကိုထိခိုက်တည်ကြည်စေခြင်းတပ်ဖြတ်ခြင်းဆိုတဲ့အချက်ကိုထင်ထင်ရှားရှားကျူးလွန်ကြောင်းဒါအပြင်ကလေးတငယ်များလူခွင့်ရေးဆိုင်ရာများပါကလေးတငယ်တွေရဲ့အသက်ရှင်ခွင့် ဖွံ့ဖြိုးတိုးတက်ခွင့်ပါဝင်ခွင့်နဲ့ကာကွယ် မှုရရှိပိုင်ခွင့်တွေကိုချိုးဖောက်အောင်ရကြောင်း NUG ကထောက်ပြတယ်လို့သိရပါတယ်။ဆလဘီဝက်လက်မျိုးနဲ့စင်ကန်မြောက်ရွာကိုစစ်တပ်ကလေကြောင်းနဲ့ပုံချင်းမှုအသက်6လသားရွယ်ကလေးငယ်နဲ့တက်ချင်းရုံများပါဝင် ပြည်သူလေးဦးတိတ်ဆောင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မျိုးနဲ့စင်ကန်မြောက်ရွာကိုအကြံပတ်စစ်တပ်ကလေကြောင်းနဲ့ပုံချင်းတိုက်ခိုက်ရာအသက်6လသားကလေးငယ်အသက်80ကျော်အဖိုးအဖွားနှစ်ဦးပါဝင်ပြည်သူလေးဦးတိတ်ဆောင်ခဲ့ကြောင်းရွှေဘိုခရိုင်အမတ်ဆန်ငါတရင် Eagle Galleria Force မှာ ဖို့ကောက်ယူကသတင်းဌာနကိုပြောပါရယ်မလာ16ရက်နေ့ည7:30မိနစ်30ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဝက်လက်မြို့နယ်စင်ကိုင်မြောင်ရွာကိုအကြံပတ်စစ်ကောင်စီတပ်တော်လီတပ်မှတက်လာတဲ့ Jet Fighter တစ်စီးနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ရာအသက်6လသားကလင်းငယ်တအူအသက်85နှစ်အရွယ်ဖွားတအူအသက်82နှစ်အရွယ်အဖိုးတအူနဲ့အသက်30ကျော်အရွယ်မျိုးသမီးတအူတို့တေဆောင်းခဲ့ကခုနှစ်ဦးတရားရရှိခဲ့ကြောင်းသိရပါရယ်စင်ကန်ရွာကတောင်ဘက်ပိုင်းက စကိုင်းနယ်ပါတာမြောက်ဖက်ပိုင်းကတော့ဝက်လက်နေတဲ့ပါတာစစ်ပွဲလည်းမရှိဘူးအရှက်သားပြည်သူတွေနေတဲ့နေရာကိုတမင်တသက်ကျင်းချသွားတာပါအသက်85အဖွာရင်80နှစ်ဘိုးတော်ရဲ့အသက်30ကျော်အမျိုးသမီးရဲ့6လသားကလေးငယ်ရဲ့တီတာထန်ရာက9ယောက်ရတယ်နေအိမ်နေလည်းပျက်စီးတာရှိပေမဲ့လုံးကြီးအတီးကြမတီးရဘူးလို့ရွှေဘူခန့်အမှတ်15တန်းရင် Eagle Gallery 4မှာပူကောက်ယူကပြောပါတယ်ဇလပီမြင်းချံမြို့နယ်မှာအမျိုးသမီးတွေကိုပြည်သူစစ်တင်နှံပေးနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်စင်ကြီးတင်မာနေတဲ့မန္တလေးတိုင်းမြင်းချံမြို့နယ် ှာအမျိုးသမီးတွေကိုစစ်တနံပေးနေတယ်လို့ဒေသခံတချို့စီကသိရပါတယ်။အမျိုးသမီးစစ်တနံကိုမြင်းကြံမျိုးအခြေဆိုင်အမှတ်5ချင်းမြန်တိုင်ရင်ဌာနချုပ်မှာတင်နန်းပေးနေတာပါ။အခု၃နှစ်ဆိုရင်၃ချိန်လောက်တော့ရှိနေပြီလို့မြင်းကြံမျိုးပေါ်မှာနေထိုင်တဲ့အသက်85နှစ်အရွယ်မျိုးသားတောင်းကပြောပါတယ်။ စစ်ကောင်စီအတွက်ဝါရဖြန့်နေတဲ့ Telegram Channel တွေကမြင်းကြံမှာအမျိုးသား30နဲ့အမျိုးသမီး20စုစုပေါင်းပြည်သူ50တို့စစ်တနံတန်ရောက်နေတယ်လို့မလ23ရက်မှာဖြန့်ဝေလာပါတယ်။အမျိုးသမီးတွေကိုမြင်းကြံမှာစစ်တနံပေးနေတာအပတ်စဉ်3ခုရောက်နေပြီလို့သိရပါတယ်။စစ်တနံစဉ်အမျိုးသမီးတွေကိုမြို့ပေါ်မှာလုံခြုံရေးချတာရှိရဲလို့ဒေသမင်းတော်လိုင်းတပ်ဖွဲ့ဝင်တအုံကအသိပေးပါတယ်။မြို့ပေါ်ကင်းဆောင်လာလို့လောက်ပဲတုံးတယ်လို့ကြားတယ်လို့မြင်းကြံမြို့နယ်အတွင်းကတော်လိုင်းတပ်ဖွဲ့ဝင်တအုံကပြောပါတယ်။မြင်းကြံမှာအာနာသိန်းစစ်တပ်နဲ့ကြက်ခိုင်ပါတီကိုထ ောက်ခံအားပေးသူဒေါ်တီရာယူမွန်ကပြည်သူစစ်တပ်ဖွဲ့ကိုဦးဆောင်နေတာပါ ပြည်သူစစ်တပ်ဖွဲ့ဖွဲ့စည်းပုံအတွက်စစ်ကောင်စီတပ်တန်းခွင့်ပြုချက်တင်ထားပြီးတင်ရန်ဝင်ဖွဲ့စည်းထားတာလို့ဒေါ်တီရာယူမွန်ကထုတ်ပေါ်ပြောဆိုထားပါတယ်။ဒေါ်တီရာယူမွန်ရဲ့ပြည်သူစစ်တပ်ဖွဲ့ကိုစစ်ကောင်စီတပ်ကစစ်တပ်3 MAC ရီတပ်ဖွဲ့ဝင်တနက်တွင်ဆက်လက်အမျိုးအစားတနက်အစဉ်တီတက်ဆင်ပြီးနေတာကိုစစ်ဝါဒဖြန့် Telegram Channel တွေကဖော်ပြလာတဲ့တပ်ပုံတွေမှာတွင်ရပါတယ်။မြင်းချက်မျိုးနယ်ကတိုင်ပွဲတွေမှာစစ်ကောင်စီတပ်နဲ့တူဒေါ်တီရာယူမွန်ရဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပါပါဝင်တိုက်ခိုက်နေတယ်လို့ကြေညာတွေကိုမီတင်ရှုတ်ခဲ့တဲ့လုံရက်တွေပါစစ်တပ် က်နဲ့အတူပူပေါင်းကျူးလွန်နေကြတယ်လို့တော်လိုင်းအင်အားစုတွေကအသိပေးပါရယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကနေမလဆန်ပိုင်းတိမြင်းကြံမျိုးအရှိမြောက်ဘက်ကရွာတွေမှာတိုက်ပွဲဖြစ်ကြပြီးစစ်ကောင်စီတပ်နဲ့ပြည်သူစစ်တွေကတူရင်းဘို့တောက်ပြုတ်ဒုံဝန်ကျင်းရွာတွေကိုမီးတင်ရှို့ခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါရယ်လက်ရှိမှာတော့မြင်းကြံမျိုးနယ်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားတာမရှိပေမဲ့စစ်ရေးတင်းမနေရလို့သိရပါရယ်အရာရင်းမြင်းအရှိချမ်းမှာရှိရင်မြင်းကြံကတောင်သားနထိုးကြီးမျိုးနယ်ရီနဲ့ထိဆက်နေပြီးအာနာသိန်းစစ်ကောင်စီကိုလက်နက်ဆွဲကင်မှုအားကောင်းရတဲ့ ေတာရင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ဩဂုတ်လဆိုင်ရနေ့ကဆိုရင်မြင်းကြံတောင်သားနဲ့နထိုးကြီးမြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွေရနေရတွေကိုတော်လိုင်းတပ်ဖွဲ့တွေကအထူးစစ်စင်ရတရနေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်ခံရမှုမှာမြို့တွေမကြဖို့အတွက်စစ်ကောင်စီတပ်ကလေကြောင်းကနေအပြင်းအထန်အင်အားသုံးပြီးခုခံခဲ့ပါသေးတယ်။မြင်းကြံပြည်သူစစ်ကောင်ဆောင်ဒေါ်တီရာရှုမောစစ်တပ်နဲ့တက်ရောက်နေတဲ့အမျိုးသမီးတချို့ရဲ့တပ်ပုံတွေကိုလည်းတရင်ဌာနမှာဖော်ပြထားပါရဲ့ရှင်။ မန္တလေးတိုင်းမြို့နယ်များမှာမိဘများကိုရုံးခေါ်ယူပြီးစစ်မှုထမ်းမဲနိုင်ခိုင်းကမဲပေါလူငယ်များကိုစစ်တဲသွင်းပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတွင်းရှိမြို့နယ်များမှာလူငယ်များရဲ့မိဘများကိုရုံးကိုခေါ်ယူပြီးစစ်မှုထမ်းမဲများနိုင်ခိုင်းကမဲပေါသူလူငယ်များကိုစစ်မှုထမ်းခေါ်ယူနေကြောင်းဒေသခံပြည်သူများကပြောပါရယ်။မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်မှာမလ12ရက်နေ့က၎င်းမြစ်သားမြို့နယ်မှာမနေ့ကမလ14ရက်နေ့နဲ့မလ15ရက်နေ့မှာ၎င်းကျောက်ဆယ်မြို့မှာမနေ့ကမလ14ရက်နေ့မှာ၎င်း လူငယ်များရဲ့မိဘများကိုကျေးရွာနဲ့ရှက်ကွက်ယုံများကိုခေါ်ယူစစ်မှုထမ်းမဲများနိုင်ခိုင်းကြောင်းမဲပေါင်ရင်မဲပေါသူလူငယ်များကိုစစ်တဲကိုစေလွတ်မယ်လို့မိဘကချက်ချင်းဝန်ခံကတိလက်မှတ်ရေးထိုးပြီးလူငယ်များကိုစစ်တဲဝင်ရဲ့အသင့်ပြင်ခိုင်းနေကြောင်းသိရပါတယ်။ကျောင်းဆဲမျိုးနဲ့တည်ကြည်တန်းရက်ကွက်မှာစစ်မှုထမ်းမဲနိုင်ဖို့စာရွက်တွေလာဝေပြီးတော့ဒီနေ့မဲနိုင်ခိုင်းနေတည်ကြည်တန်းအုပ်ချုပ်ရေးမှု ပုံလုံးငတင်ကြီးကတော့မဲပုံးကိုကင်ပြီးမိဘတွေကိုနှိုက်ခိုင်းတာမဲပေါင်ရင်မိဘကတခါတည်းကိုသားသမီးစစ်မှုတန်းစီလွတ်ပါမယ်ဆိုတဲ့ဝန်ခံကတိလက်မှတ်ထိုးရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်စစ်မှုတန်းမဲများနှိုက်ခိုင်းရမှာအများပြည်သူများအလုံးရှိမှနှိုက်ခိုင်းခြင်းဖြစ်ပြီးစစ်မှုတန်းခေါ်ယူတဲ့ပုံစံပြောင်းလဲတဲ့ပုံစံအရှောင်ပြလှုပ်ဆောင်နေကြောင်းပြည်သူများကဆိုပါတယ်မြေသားမှာမနေ့ကမဲနှိုက်ခိုင်းနေတချို့ရွာတွေမှာမဲနှိုက်ရွှေတယ်ရွာတော်တော်များများမှာတော့အိမ်ထင်းစစ်သားနဲ့အုပ်ကြီးတွေလိုက်ဖမ်းပြီး ထဲထဲတောင်ပြေးလဲမလွတ်ဘူးမပြေးနဲ့ဆိုပြီးအုတ်ကြီးတွေကနေညာမရွေဝင်ဖန်းနေတာလို့မြေသားမျိုးပေါ်မှာစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့လူငယ်တအုပ်ရဲ့မိခင်ကပြောပါတယ်မြေသားမျိုးမှာဒေသခံပြည်သူတအုပ်ကတော့ရေကန်ရွာရိုးကန်ရွာ တောင်တွင်ရွာညာဝန်းရွာမှာလူငယ်တွေမဲနိုင်ရမယ်ဆိုလို့ရွာပြင်တောတွေထဲမှာထွက်ပြေးနေကြပါတယ်လူငယ်တွေမရှိတော့ကျေးပါအုပ်ချုပ်ရေးမှုတွေကသူတို့ကိုယ်တိုင်မဲတွေနိုင်ပြီးစီးရင်တွေယူသွားကြတယ်လို့သတင်းဌာနကပြောပါတယ် အကြမ်းဖက်စစ်ကောင်စီကအခုနောက်ပိုင်းလူငယ်တွေကိုစစ်မှုထမ်းစင်မှတ်ပုံတင်ခိုင်းရမှာလူငယ်များထွက်ပြေးပါကမိဘများကိုအရေးယူမယ်ဆိုတဲ့ဝန်ခံကိရိယာကိုတခါတည်းလက်မှတ်ရေးထိုးခိုင်းနေကြောင်းသိရပါတယ်။ဆလတ်ပီဒူတာတေကို ICC အကျိုးတရားခွင်မှာပထမဆုံးအကြိမ်ရုံးထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေကနိုင်ငံတကာရာသွေးခုံရုံး ICC ရဲ့အကျိုးတရားခွင်မှာမလဆိုင်လီယန်နီကပထမဆုံးအကြိမ်ရုံးထုတ်ခဲ့တာလို့နိုင်ငံတကာသတင်းတွေကဖော်ပြပါရတယ်။သမ္မတဟောင်းဒူတာတေကို သူကျွလွန်ခဲ့တယ်လို့တန်တရားရှိခံရတဲ့ပြမို့တွေ ICC ရဲ့ရောမစာချုပ်ပါ သူရပိုင်ခွင့်နေနဲ့ပတ်သက်လို့အတည်ပြခဲ့ပြီးရုံးတော်ရဲ့ခွင့်ပြုချက်အရမစ္စတာဒူတာတီဟာ ICC ထိန်းသိမ်းရေးဌာနကတဆင့် online ကနေရုံးထုံခတ်ခဲ့ရတယ်လို့သိရပါတယ်။အဆိုပါကြားနာမှုကို ICC အမျိုးသမီးတရားသူကြီးသုံးကဦးဆောင်ခဲ့ပြီးဒူတာတီရဲ့ရှင်နေအဖြစ်သူရဲ့မိတ်ဆွေရင်းရှင်နေဖြစ်သူကဆောင်ရွက်တာကိုမြင်ရပါတယ်။2011ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ2019ခုနှစ်မတ်လ19ရက်အတွင်းဒူတာတီကဖိလစ်ပိုင် င်းနိုင်ငံမှာလူသားမျိုးနွယ်ပေါ်ရာဇဝမှုတွေကျူးလွန်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့တရားစွဲဆိုဖို့လုံလောက်တဲ့အကြောင်းတရားတွေရှိသလားဆိုတာကနဦးကြားနာတာဖြစ်ပြီးအခုလိုနောက်တစ်ကြိမ်ဖြစ်ပြည်မှုတွေအတည်ပြုရေးနဲ့ပတ်သက်တဲ့ကြားနာစစ်ဆေးမှုကိုစတင်က23ရက်နေ့မှာပြုလုပ်မယ်လို့တရားသူကြီးကပြောကြားထားပါတယ်